အာကျွန်တော်ဒီနေ့မှာအေးကျွန်တော်တို့ဖေးတွေမှာပေါ့နော်ဖေးတွေမှာအခေါက်တွေမှာပဲဖြစ်ဖြစ်ဖေးတွေမှာပြည့်ဖြစ်ဖြစ်ဒီကျွန်တော်တို့ခေါ်တဲ့ monetization ပွင့်အောင်ပေါ့နော်ပွင့်အောင်ကျွန်တော်တို့ဒီ fountain นี้ပေါ့နော် fountain တင်တဲ့ပုံစံလေးကျွန်တော်ပြပြပေးသွားပါမယ်ကျွန်တော်လည်းဒီနီလာတိုင်းတင်ခဲ့လို့ကျွန်တော်လည်းဒီဖေးတစ်ခုခေါ်တဲ့ monetization ရတာပေါ့နော်အဲဒါကြောင့်မလို့တင်ပုံတင်နည်းလေးကျွန်တော်လည်းဒီ video file လေးမှာကြည့်လိုက်ရအောင်နော် ါကျွန်တော်ရဲ့ဒီဖေးလေးပေါ့နော်အခုနောက်နောက်လုတ်ထားတဲ့ဖေးဖို့လို့တော့အရင်မများသေးပါဘူးဒါပေမဲ့ကျွန်တော်မှာဒီ content monetization ဖေးဖို့ကအလားလာရှိနေပါတယ်ပေါ့နော်ရှိနေပါတယ်ဆိုတာဒီမှာဆိုရင်ကျွန်တော်ကျွန်တော်ဖြတ်ပြပေးမယ်နော်ဒီနေရာမှာဆိုရင်ဒါအကောက် quality နဲ့ face quality နဲ့စိမ်းနဲ့ပြီးလို့ရှိရင်ဒီမှာ recommendation နဲ့အဲစိမ်းနဲ့ပြီးလို့ရှိရင်ဒီမှာ monetization နဲ့ attack ဖြစ်တာပေါ့နော်ဒီလိုမျိုး attack တွေဖြစ်နေပြီဆိုရင် follower နဲ့တာများတာနဲ့မဆိုင်ဘူးเนาะကျွန်တော်တို့က CR step ဝတ်အောင်ဖောင်တင်လို့ရပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဖောင်တင်လိုက်ရအောင်เนาะဖောင်တင်မယ်ဆိုရင်ကျွန်တော်တို့က personal dashboard ဆိုတာလေးကိုကျွန်တော်တို့လက်ထဲနဲ့တစ်ချက်ထောင်းလိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ ဒီဘက်အစောဆုံးမှာညာဘက်တောင်ဒီမှာမော်နီတိုက်မော်နီတိုက်ဆိုတာလေးကိုလက်လေးနဲ့ဆက်တောင်းလိုက်ပါကျွန်တော်တို့ဒီဒီလိုပြနေတာတိတ်ကြတနာမရှိဘူးเนาะဒါတရား ACO ကကျွန်တော်တို့ဒီ CR start တို့ပွက်ပြီးမှဒီဒီကြတနာကိုကျွန်တော်ပေးအောင်ချိန်လိုက်ရင်သူ့ဘာသာသူအော်တိုပြန်ကောင်းသွားမှာပါเนาะဒါအရေးမကြီးပါဘူးဒါဆိုကျွန်တော်တို့ကဒီမှာ CR start ဆိုတာမပါသေးတာဖြစ်ပြီးကျွန်တော်တို့ bonus ကနေဒီပဲကျွန်တော်တို့ကအာ ထောင်းတင်ပါဘောနော်ဒါကြောင့်ကျွန်တော် bonus ဆိုတာလေးလည်းလည်းချက်ထောင်းလိုက်ပါဒီ Congrats TV ဆိုရင်ကျွန်တော်ဒီဒီ lambda ဆိုတာလေးကိုလည်းလည်းတစ်ချက်ထောင်းလိုက်ပါ TV ဆိုရင်ကျွန်တော်ဒီနေရာလေးမှာဘောနော်ကျွန်တော်ဒီနေရာလေးမှာဒီမှာ test form ဆိုတာပါတယ်ဒီမှာလေး test form test form ဆိုတာလေးပါတယ်အဲ့ဒီနေရာလေးမှာကျွန်တော်လည်းလည်းတစ်ချက်ထောင်းလိုက်ပါ โอเค Facebook Content Moderation S Founder ဒီမှာပြလာတယ်ဒီမှာဆိုရင်ကျွန်တော်ကဒီအပေါ်ဆုံးမှာကျတော့ကျွန်တော်တို့ရဲ့ admin account ပေါ့နော်ဖေးရဲ့ admin account email ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကျတော့ Facebook account ရဲ့ URL ဖြစ်ပါတယ် Facebook account ရဲ့ URL ဆိုတာဘာလို့ပြောတာလဲဆိုရင်ကျွန်တော်တို့ဖေးရဲ့အာဖေးကိုတင်မယ်ဆိုရင်တော့ဖေးနှစ်ကိုထည့်ပေးရမှာပေါ့နော်အကောင့်ကိုတင်မယ်ဆိုရင်တော့အကောင့်နှစ်ကိုထည့်ပေးရမှာပေါ့နော် ဒီမှာကျတော့ကျွန်တော်တို့ဒီသူ့သူ့ကိုကျွန်တော်တို့စာလေးကြိုးចောင်းလေးကျွန်တော်တို့ထည့်ရေးမှာပေါ့နော်အဲ Facebook နဲ့ပတ်သက်ပြီးတော့မရေးလဲရပါတယ်ရေးလဲရပါတယ်နော်ကျွန်တော်ကတော့ဒီမှာအတိတ်လုပ်ထားတာလေးရှိပါတယ်ဒီမှာဒီလေးပေါ့နော်မကြိုးရင်ချက်လိုက်မယ်ပြီးပြီဆိုရင်ဒီနေရာလေးမှာ fail နဲ့လေးချက်လိုက်ပါမယ် ဒီနေရာမလေးမှာ page လေးလေးတို့ထည့်အောင်မယ်ဒီလိုရှိရင်အောက်မှာကျတော့ကျွန်တော်တို့မှာပေါ့နော်အာသာ channel ဆိုတာအာသာဘယ် channel တွေရှိတာပေါ့နော်ကျွန်တော်မှာဆိုရင်တော့ YouTube ရှိတယ် TikTok ရှိတယ်ဒါပေမဲ့ TikTok ကတော့ကျွန်တော်မထည့်တော့ပါဘူးနော် YouTube channel လေးကျွန်တော်ထည့်ပေးလိုက်ပါမယ်မိမိမှာရှိတဲ့ဒီအားသား channel လေးတွေထည့်လို့ရပါတယ်နော် ဒီနေရာမှာ channel မရှိရလဲစာသားလေးတွေထည့်ထည့်ရေးလို့ရပါတယ်။ကိုဖြစ်ချင်တဲ့အကြောင်းရေးလို့ပေါ့နော်။ကိုပြောချင်တဲ့အကြောင်းရေးထည့်ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီ last days ဆိုတာကိုတစ်ချက်လိုက်လိုက်ပါ။ Hello thank you for your internet age Facebook contact among the days အလိုမျိုးသူကပေါ်သွားပြီဆိုရင် okay ပေးလိုက်ပါ။ဒီအဲ့ဒါဆိုရင်ကျွန်တော်တို့ပေါင်းပေးလို့ပြီးပါပြီခင်ဗျာ။ အာဒါတလောက်ပါပေါ့ဗောနော်လောက်တာကြတော့အရင်ခက်ခက်ခက်ခဲလဲမရှိပါဘူးဗောနော်